လူတိုင်းလုံးမမဟုတ်တဲ့ထူးခြားလုံးတဲ့အရေးချင်းကိုပိုင်းဆိုင်ထားသူတွေလူများစုကဒါမျိုးတွေကိုတေချာပေါမလုံးနိုင်တော့ပါဘူးသူတို့မှရှိနေတဲ့အရေးချင်းကတကယ်ကိုပဲအန်အောစရာပါဒီလူမှညင်သက်သောလက်ကိုပိုင်းဆိုင်ထားပါတယ်ဘောင်းရီဒီလူမျိုးလက်လာပပလေးဖြစ်နေတဲ့ဆက်ဝိုင်းတစ်ခုကိုလက်တပတ်ထင်းနဲ့ဆွဲနိုင်မှာမဟုတ်ပါဘူးဒီတယောက်ကတော့ချစ်တော့ပါလက်နဲ့ဆွဲတာထက်တော့မှပိုခက်လောက်မဲ့ဇဝိုင်းပေါ်ကိုချစ်တော့နဲ့ဆွဲပြထားပါတယ်ဒီလူကတော့သူ့ရဲ့အလန်းစားအာယုန်ကန်နယ်စွမ်းတွေကိုတကယ်လက်တွေ့ပြသခဲ့တာပါ အပြောကစားတဲ့ဆက်ဆိုပေမဲ့ဘလောက်ခက်ခဲမလဲဆိုတော့ကြည့်ုံနဲ့သိနေပါတယ်ဂျိုးကုံနာကလွဲပါတယ်ဒါပေမဲ့လူသားပိရမစ်ပုံစံစီးထားပြီးတော့ဂျိုးကုံပြရင်တော့တကယ်ကိုခက်တယ်ဆိုတော့ပြောစရာတော့မလိုပါဘူးကာမနာကိုဒီလောက်ထိကြွညွှန်ချင်နေဖြစ်နေပါကင်ထိုးစရာနေရပါတကူတကရှာဖို့တော့လိုမှာမဟုတ်ပါဘူးတကယ်ကိုအောင်စရာကောင်းလို့လည်းလူတွေပါပဲသူတို့ရဲ့ကာမောစကီကလိုင်းမမီလန်နဲ့အဆင့်တစ်ခုရောက်တော့မှာပါ လေပေါ်ပြန်မှုစိတ်ကူးယဉ်ကြည့်ဖို့ပါသလားဒီလူကတော့မြေဆွေးအားဆိုတာဘာမှမဟုတ်တဲ့အလားခုံပြန်နေပါရင်ခုံသွားတယ်ဆိုပေမဲ့လည်းကြည့်လိုက်ပြန်သွားတယ်လို့ဖြစ်ပါရင်ဘောင်းမီဖြူနေလူကတော့ပါရင်ဒါပေမဲ့အဝါရံဘောင်းမီနေလူကတော့ဒေါ်တာထက်ကိုလုံးနေပါရင်ဘေးကကြည့်ရတာကတကယ်ကိုအံ့ဩဖို့ကောင်းလို့ပါရင်စက်ကပေါ်ကြီးကြည့်ပြီးငါလည်းဒီလိုမျိုးလုံနိုင်ပါတယ်ဆိုပြီးတွေးဖို့ပါသလားဒီဗီဒီယိုလေးကိုမြင်တော့အဲ့ဒီအတွေ့တွေပျောက်သွားနေပါရင်ရောမင်ဟုနာမည်ကြီးတယ်ဆိုတော့သူ့ရဲ့မျှားချက်တွေကတိကျလို့ပါဒါပေမဲ့ဒီလူကတော့ဆယ်ဆပို့တိကျပါရင် ဘောလုံးစဲလုံးကိုအကုန်ထိအောင်များဆက်ကြောင်းနဲ့တပြိုင်တည်းပြပြလည်းမော်ရီဘောလုံးလေးကိုစင်လုံးမျိုးစီထားတဲ့ပြင်အပေါ်ကတငယ်ချင်းတယောက်ကပါတက်ထိုင်ထားပါတယ်ဒါပေမဲ့ဒီလူတို့ကတော့အဲ့ဒါတွေအကုန်မမှုလောက်စရာပါပဲဘောလုံးတစ်လုံးကိုတို့ထုတ်ပြီးဟန်ချက်မပြတ်အောင်ဘီလီရဲ့ထိုးပြလည်းမော်ရီကောင်းလေးနဲ့ကောင်းမလေးနှစ်ယောက်ကအတွင်းညီညီကနေကြရောက်လေးပါပဲဒီမဲ့ထူးစားပါဖို့ဒါပေမဲ့ထူးစားတော့တာကအောက်ကအမြန်လှူရှားနေတဲ့ဝါလုံးတွေကိုရှောင်ပြီးကပြနေတဲ့အကြောင်းပဲဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာလည်းဒါမျိုးကမြင်နေကြပါပဲ ဘောလုံးကိုခန္ဓာကိုယ်ရနောက်ဘက်ကနေထုတ်ပြီးတပတ်အတင်းကစားသမားကိုလေးစားလိုက်ဖို့နီးလမ်းပါပဲခက်ပေမဲ့တကယ်လို့နိုင်လုံးဝအထင်ကြီးစရာအကွက်လေးပါရန်ကားလေးကိုအခုလိုမျိုးဒေချာမောင်းလိုက်ဖို့ဘလောက်တောင်ကျွမ်းကျင်ဖို့လိုအပ်မလဲစဉ်းစားကြည့်ရပါအောင်ကြည်ရတာကတော့ရင်ခုန်ဖို့တော့ကောင်းပါလိမ့်ဒီလူတယောက်ကတော့ဘက်စကတ်ဘောကစားမှလားဒီဘုံမှာပြန်မလာမသိကြပါဘူးခုန်ဘောကရက်နေတဲ့လူကတော့ရင်းနေတတော်ကိုခုံးနေမှသိကြပါလိမ့်ဒီစရာဆိုတော့သူ့လိုလူတွေအတွက်တော့ထဲထွက်စရာတော့မလိုပါဘူး။အဲပေါ်မှာမတ်တက်ရက်ပြနေတယ်လို့ပြောနေတာမှလုံးမမထင်ပါဘူး။ လက်နဲ့ပစ္စည်းတွေကိုလှည့်ပတ်ကစားပြလိုက်မင်းနေကြပါမင်းနေကြမဟုတ်တာကတော့အခုလုပ်ပြနေတဲ့ခြေထောက်နဲ့ကစားတာမျိုးပါပဲအင်ကိုအစိုးရဆိုတော့အစိုးကောင်းယူနေတယ်မရပါဘူးအခုလိုမျိုးခြေနေမှာဆိုရင်ပစ္စည်းပန်းလည်းတော်ဖို့လိုပါတယ်စကူတာတွေဆိုတော့ခလေးတွေအတွက်ပါတယ်မဟုတ်တော့ပါဘူးဒီဗီဒီယိုလေးကိုမြင်ပြီးရင်တော့စိတ်ပြောင်းမှသိကြပါတယ်စကူတာနဲ့လေပုံမှာတော့တော့ဂျုံပြပြသွားတဲ့သူပါဒီလောက်ဒုံတိုင်းကျွမ်းကျင်နေတာတာမန်နေရာမှာတော့မချတင်ပါဘူးကဘာကြီးကိုကယ်တင်ဖို့လုပ်ပြပါပြီ ပုံမှန်တန်းစီရတာပြင်းနေပြီလားရုပ်ဘောကောင်အခုလိုမျိုးတန်းတဲ့ခုကိုကောင်းမြတ်ကြောလာပြီးတော့စီးကြပါပြုံးကြဘူးလို့တော့အမမခံပါဘူးဒီကောင်မလေးတွေတန်းတဲ့ကိုလေးဘောပြည့်တဲ့အကွက်ကလုံးဝကိုထက်တူအညီနေပါလိအမွားတွေကအဲ့ဒီတော့ညင်းညံ့ညံ့ဖြစ်လိုက်မှမတင်ပါဘူးဒီကောင်လေးတွေကအကွက်ကလှလိုက်ပြီးကျွန်တော်လှရှာမှုတွေကလည်းတာမန်အစင်းတစ်ခုတော့မဟုတ်ပါဘူးဒီလောက်မြောင်စာရက်တွေကိုစီးပြီးနိုင်တဲ့သူရှိနေမှာတော့ဘာလို့ဆက်တခုဝင်နေဖို့လိုတော့မလဲသူရဲ့လှရှာမှုတွေကဆက်တခုထက်တာမှမြန်ဆန်နေပါလိမ့် အဝေးကနေစော့ဆန်းပေးတာကစပိုမိုးအတွက်သူ့ရဲ့အရေးချင်းတွေကိုကြွေပြဖို့အကောင်းဆုံးလေးလက်ပါလေလျှော်စီမလားရေလွာလျှော်စီမလားမတဲခွေတော့နှမျိုးလုံးကိုလှုပ်လိုက်ပါအတင်းကြီးဖို့ပိုကောင်းသွားတော့ပေါ့ကိုယ်ပန်းရဲ့ရေချင်းကိုတိုးတက်ဖို့အကောင်းဆုံးလေးကျင့်ကားကတော့ကိုယ်တိုင်ကိုကာကွယ်ခိုင်းမယ်စာကားတက်ကိုကာကွယ်ခိုင်းလိုက်ပါရေချင်းစစ်တီထွက်ပေါ်လာပါလိမ့်မယ်ကားကိုဖြောင်းမအောင်မမောင်းနိုင်တဲ့သူတွေရှိနေတော့မှာပဲအခုလိုမျိုးဝေလီမွေကောက်မောင်းနေတဲ့သူတွေရှိပါတယ်မောင်းတဲ့သူကတော့အေးဆေးဖြစ်နေတော့ပြိမဲ့ဒေကကြီးတဲ့သူကရေတမမမနဲ့ဖြစ်နေပါတယ် ရောဤဘုကိုတင်ထားတဲ့လူရဲ့လမောင်းကြွသားကြီးတွေကြောင့်လမ်းမသွားပါနဲ့အရှိကလူရဲ့ကန့်ချက်ကိုလည်းကြည့်လိုက်ပါဒီလူကတော့ပြန်ပွဲမှာပြန်နေခန္ဓာကိုယ်တွေကစွမ်းအားတွေကိုထုတ်လိုက်တဲ့ပုံပဲရောက်တဲ့အကွာဝေးကသူ့အတွက်ပြန်ပွဲသစ်တော်မှလုပ်ပေးရနိုင်ပါတယ်ဝင်းနေကင်းမှုဘော်ကဗျောင်းတဲ့လေးတွေကိုညှိပြီးနီလန်လေးမျိုးရှိပါတယ်ရိုးရိုးနီးတဲ့လေးနဲ့မဟုတ်ပြီးညှိနေရင်အခုလိုမျိုးနန်းချက်ကိုလေးနဲ့ဆန်းဆန်းပြပြညှိတက်လိုက်တာမျိုးပါ ကြီးလာရဲ့ဘာဖြစ်ချင်တယ်လဲမေတို့ကသူကဟယ်လီကော်ပတာမောင်းနေလို့ဖြစ်ချင်တယ်လို့ဖြေခဲ့တယ်လေတူပါရင်နေကျော်တီတာတော့ဟယ်လီကော်ပတာလို့ခုံပြနေပါတယ်ဒီကားပြကန်ကသူ့ရဲ့အချင်းမဆက်မှာကိုဒသမ6စက္ကန့်မှာအချင်းတီတာရအောင်လုံးနိုင်ရင်ကားတစီးကိုပေးမယ်လို့ပြောခဲ့တယ်ဗတင်မပင်းနေတော့ပြန်ကျုံးပြင်းလောက်ပြသွားတဲ့သူတော့ပေါ်လာပါသေးတယ်ဒီကောင်လေးရဲ့ကန်ချက်ကလေပေါ်ကိုပြန်တယ်ပြီးမှကန်နေတဲ့အတိုင်းမှာခုံပြီးတော့ကန်နေလို့ပြောနေတော့မှမြဲမြေမို့ယုံနေကြတာပါ တကယ်ချင်းချင်းချင်းလက်သီးထက်ဖို့နီလက်အစ်လေးတခုပါလူများတဲ့ပိုးထူးခြားသွားမှာအမှန်ပါပဲဘောမန်လူတွေကခြံသီးရုပ်ကိုရှောင်ပြီးတကားပေါက်ကနေပဲပြက်ကြမှာပါဒါပေမဲ့အဲ့လိုမျိုးကအရန်ရွှေရွှေလုံးပါလေအဲဒီတော့ခုံမြကျော်လာရေချင်းလေးတွေကိုထုတ်သွားတော့တယ်ဘောလုံးကိုဘလုံးနည်းနဲ့ပဲဖမ်းရဖမ်းရဖမ်းကိုဖမ်းမယ်လို့ဆုံးပြတ်ထားနေတူပါလေဒါပေမဲ့တကယ်ကိုမိအောင်ဖမ်းတဲ့ဒါကတော့အန်အောင်စရပါကြောင်တန်းနေတဲ့လက်ရန်တွေပေါ်ကနေရှော့စီပိုးကတော့မှတကယ်ကိုခက်ပါလိမ့်ဒီလိုကတော့ကောက်ကွက်နေတဲ့လက်ရန်တွေပေါ်မှာရှော့စီပြလိုက်တာပဲဖြစ်ပါလိမ့် ဒါကတော့ဗီဇာကိုကျွန်းကျွန်းချင်းဒီဖြတ်ပုံဖြတ်နည်းလေးဖြစ်ပါတယ်ဒီလိုမျိုးလုပ်နေဖို့လက်တွေကိုဘလော့တောင်အရှာခံထားရမလဲမပြောတတ်ပါဘူးအစားမြန်တဲ့သူတွေကိုမြေမိုးကြောက်ဖို့ကြမှာပါဒါပေမဲ့အဲ့ဒီလောက်ကြီးကတော့တကယ်ကိုရွေးချယ်လောက်ဆရာပါပဲသူစိုင်းနဲ့ရတာမှခံပါရလားမသေးကြပါဘူးဒါပေမဲ့အလုတ်ကြောင်းနောက်ကျနေတော့ဆိုရင်တော့ဒီနည်းလမ်းကအသုံးဝင်မှသိကြပါတယ်ဒီလိုကတော့ဓာတ်ကင်ကျွမ်းကျင်လွန်းလာလားအသေးတွေကိုပန်းဖြတ်တဲ့နေရာမှာတော်လွန်းနေလားမပြောတတ်ပါဘူးဒေဂျာတာတစ်ခုကတော့အလုံးဝထူးချွန်နေဆိုတော့ဒါမျိုးကိုပြောတာပါ ကယ်စီရတာလည်းကြိုက်တယ်လေကားရင်လည်းတွေ့ရင်ထူးထူးဆန်းဆန်းအကွက်တွေလည်းမသုံးထပ်ဘူးဆိုရင်တော့ဒီနီးလဲကိုပဲသုံးရပါတော့မယ်ခေါင်းကွင်းမဲ့အရေးကလည်းရှောင်ပြီးသားဖြစ်သွားပါတယ်ခြေဘေးကိုလဲလာတာမှာပုံမှန်နီးလဲနဲ့လဲဖို့ကိုလုံးဝအတွေးမရှိပါဘူးထူးထူးဆန်းဆန်းလေးလှုပ်လှုပ်ရမှပြောတတ်တယ်သူပါဒီလိုမြန်မြန်ဘောလုံးနေနဲ့စော်ကစားပြနေတာကြီးဖို့ကအစ်စ်နေတာမတူပါဘူးဒီမိန်ကလေးရဲ့လက်မြန်မှုနဲ့တုံ့ပြန်မှုကလုံးဝကိုနောက်တစ်ဆင့်မှာပါပဲကန်နေမြည်တည်တယ် ။ဒေစီကြိုင်နဲ့ဒီလူကိုခေါ်သွားကြမှာပါ။သူနဲ့ဆိုရင်လင်းမော့မှာစိတ်ပူချက်မလိုပါဘူး။မောက်ရင်လေအခုလိုလေးပြန်ပြီးတော့အတက်ဖြစ်အောင်မလုံနိုင်နေသူပါ။လေဒီနဲ့လေယုံစီးနေတော့ငှက်ကြီးကလက်ကိုလာစင်နေနဲ့တူပါတယ်။အောက်ကမျက်ပေတွေကိုကပ်ပြီးလက်ကိုရှင်းနေပါတယ်။ဒီကားဘောကဆင်းတာကိုဟန်မပြက်လှလှပပလေးဆင်းကျင်နေသူမျိုးပါ။ကျတော့ကိုလုံနေတာနဲ့မတူအောင်လှုပ်ပေးလိုက်ပါရဲ့။ငါပြောသည်ကကနဲ့ငါပြောပြီးကိုခုတ်ဖြတ်ဖို့နီလန်းမျိုးစုံရှိပါရဲ့။အဲ့ဒီထဲကမှတကူကတော်တော်များများကြည့်လို့ကောင်းတဲ့နီလန်းတက်ခုပါ။ ဒီလိုကတော့ motorboat စီးရင်သူ့ကိုယ်သူ James Bond လို့ထင်ထားရနေတူပါရဲ့အကွေကောက်တွေကိုအများဆုံးရှောက်တင်းမောင်းနေပြလိုက်ပါရဲ့ပစိကိုတလောက်ကျွမ်းကျင်ကြီးသုံးလမ်းလမ်းကိုမြင်ရတော့အတင်းကြီးဖို့ကောင်းစလို့ပဲနည်းနည်းလေးကြောက်ဖို့လည်းကောင်းပါတယ်သူကတေတုံးတွေကိုခုတ်ဖို့ပဲစိတ်ဝင်စားပါသေးစူတောင်းပါတယ်ဗဂန်နေကဟင်းတွေကိုလေးပေါ်မြောက်ပြီးရံဖန်းတာမျိုးကိုမြင်ဘူးချလောက်မှာပါအခုကတော့မတူပါဘူးလေးပေါ်မှာဟန်ချက်ထည့်ရင်လက်နဲ့ဖတ်တဲ့ဘန်ဒုကိုစီကကလုတ်ပြသွားပါတယ် ီဒီကွာစကူတာကိုလှည့်ကျင်လိုက်လှည့်ပြီးအကွက်ပြားနေတာဖြစ်ပါတယ်ဒီပေါ်မှာလည်းသုံးပတ်မကလှည့်ပြီးမှအထားချက်ချလေးဆဲလိုက်တာပဲဖြစ်ပါတယ်သူတို့ကအမွာတွေများလားမပြောတတ်ပါဘူး RS အကကိုကပြနေပြီးသူတို့ရဲ့ညီညာမှုကစိတ်ကူးတော့ကြည့်လို့မရပါဘူးဆိုင်မှာဂျုံပတ်ပြားလေးထုတ်တာတော့မှကျွမ်းကျင်သွားရင်တကယ်ကိုကြည့်ကောင်းပါတယ်တော်တော်လေးကိုမြန်လာပြီသူကြည့်ရတာဆက်တက်ခုလိုပါပဲ တိုင်လေးတွေကိုစော်ကစားပြတာကတ်တဲ့တွေတော့ပေါ့ပါတယ်ဒါပေမဲ့ဂျိုးတန်းပေါ်မှာဟန်ချက်တည်းစော်ပြတာကတော့ဒူမတူတဲ့အထိကိုထူးဆန်းလာပါတယ်ကြာသွားလဲရန်တက်ဖို့ကလွယ်လေးပါတကြက်တကြက်လုံးကျက်ဒီလိုသမားတွေကတော့ဇက်ကြီးတခုကိုစုပေါင်းလှုပ်လှုပ်နေကြတာပါသူတို့ရဲ့တွေ့ပတ်ညီမှုကပုံမှန်ချက်ကိုပို့ပါတယ်ဒီလူကတော့ခွက်စီရဲ့နေရာမှာအလုံးကုန်မြတ်ပါတယ်မြန်လုံးတာမှသူ့လက်လုံးရှားနေတာကိုမှမမြင်နိုင်သလောက်ပါပဲ ီလူကတော့ဗီဇာပြားကိုဘယ်လိုဖြစ်အောင်နေရမလဲဆိုတဲ့နေရာမှာအတော်ဆုံးဖြစ်မယ်ထင်ပါတယ်ဂျုံပြားကတော့သူ့အတွက်ကစားစရာလေးတစ်ခုလိုပါပဲစတန်ပြားကွက်တစ်ခုလုံးနေကိုစည်းထားတဲ့စကိတ်ကို မကြိုက်တော့အခုလိုမျိုးပဲစကိတ်ကိုလဲလိုက်ပါတယ်ဘက်စကတ်ဘောကစားနေတဲ့အတွက်ဘောလုံးကိုနန်းနန်းလေးလေးပုံနှံဖို့ငယ်ငယ်ကလေးကလေးချိန်နေကြပါတယ်ဇေဝန်စားစရာကတော့သူတို့လေးချင်မှုကလူတစ်ပတ်ပြည့်မှရက်မာလာဆိုတော့ပါပဲဒီလူကိုပြိုင်ပွဲဝင်ခိုင်းမယ်ဆိုရင်တော့တည်တည်ကြာကြာစစ်ဆေးတင်ပါတယ်သူမနက်ကအမြင့်ကိုပို့ခုံနိုင်အောင်စပရင်ထေထားလာမသိပါဘူး ဒီလူကြီးရဲ့တမမဖို့ကဩချရလောက်တရားပါပဲသူကအလေးတော်နေပါတယ်ကိုလေဘောပြစ်တင်တာမျိုးမလုပ်တော့ပါဘူးဘီယာစီကြီးကိုပြစ်တင်လိုက်ပါတယ်ဒီလူနဲ့လေယုံစီရင်ပူလွန်းလာလို့ဒီလာစိန်နာဖြစ်ပါတယ်တကယ်လို့တည်တည်ကြကြလှလှပပစဉ်သက်ဖို့အရှင်းယူနေတာပါဘီယာကပိုတင်ကြီးစရာကောင်းလည်းမပြောတတ်တော့ပါဘူးဒရဂိုမျက်လုံးမိတ်တိုင်းစီကြကြကြတီးခတ်နေတာပဲလားသူ့ရဲ့ဒရန်ဒီတဲ့အမြန်နှုံးပဲလားမပြောတတ်တော့ပါဘူးလန်နဘက်ကတော့ဘက်စကတ်ဘောဘောလုံးနှလုံးတွေ့ပြီးချင်းနေချောင်းကတော့ချင်းနေပြန်တက်ကူတော့ပါ ်လမ်းလျှောက်ရင်းနဲ့ပုတ်ရတာပြလို့စပိန်စီရင်ဘတ်စကတ်ဘောပုတ်ပါလိမ့်မတင်မဲ့ပဲကြည့်လိုက်တော့စတဲ့ကူကအလုံးလုံးနေတဲ့အတိုင်းပါပဲဒါပေမဲ့တကယ်တမ်းမှာလူတယောက်ကတိတိကျကျအလုံးလုံးနေတာဖြစ်ပါလိမ့်လေးရင်မောင်းတော့ပရင်မောက်ပေးဖို့မေးခဲ့ရုံပါပဲကိစ္စကြီးတော့မဟုတ်ပါဘူးဒီလိုမတီးတီးကြကြပိုင်းပြတ်ပေးနေတဲ့သူရှိနေပါဆက်တွေဝေနေဖို့တော့မလိုတော့ပါဘူးဒီကောင်မကြီးရဲ့ဘောလုံးပြတဲ့ကျွမ်းကျင်မှုကတီးကြလို့ပါလေသူလဲပြီးတော့ပြင်မိတာကပို့ပြီးတော့ထူးဆန်းနေသလားမသိပါဘူး ဂျိုးရံပေါ်လမ်းလျှောက်တော့ပြုတ်ကျပြီးမြဲအဲ့ဒီအရှင်ကိုသုံးပြီးဂျိုးရံပေါ်ပြန်တက်လိုက်ပါတယ်အတော်ရေခုံသွားပါတယ်ဒီလူကတူထူနေတာတန်ချောင်းရိုက်နေတာမသေးကွဲနိုင်ပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့တန်ချောင်းရိုက်တဲ့အမြန်တော့ကမြန်လို့လို့ပါကြုံများကိုလေပေါ်မှာပြေးပြီးစော့နေရရက်တိမိတင်ပါ诶အောက်ကလူတွေကြည့်ရတာဗိုက်စာနေကြပါပြီစိတ်မရှိတော့တဲ့ပုံပါပဲလမ်းတော်ဖြောင်းမလျှောက်တဲ့သူတွေရှိနေတဲ့အချိန်မှာသူကတော့စကိတ်နဲ့ဝေးလင်းဝေးကောက်သွားပြနေပါတယ်